ိသမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျအာရောဂျန်ဘရမန်လာဗန်ဆိုရဲအတိုင်းကျမ်းမာခြင်းဟာလက်တပါးပဲဖြစ်ပါတယ်ကျမ်းမာပျော်ရွှင်မှသာအောင်မြင်တဲ့မိသားစုဘဝကိုပေါ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်ဒါနဲ့အညီဒီနေ့မှာဆိုလို့ရှိရင်တော့ပန်းလိုက်စီလုံးစေယုံကြီးကနေပြီးတော့ management of complex cardiovascular problems ဆိုပြီးတော့ဆမနာကိုကျမ်းမာပြုလုပ်နေရပဲဖြစ်ပါတယ်ခင်ဗျာနှလုံးရောဂါနဲ့ပတ်သက်ပြီးတော့ဆေးပညာရဲ့တိုးတက်မှုတွေကိုတော့ဒီနေ့အခမ်းအနားကနေပြီးတော့တစ်စစ်တစ်ဆောင်းတစ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ပရိသတ်များခင်ဗျာပန်းလန်စီလုံးစေုံကြီးရဲ့ Management of Complex Cardiovascular Problem ဆွေးနွေးပွဲအခမ်းအနားကိုဆွေးနွေးတော့ Solution Grilla ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အခမ်းအနားကိုတော့ပန်းလန်စီလုံးစေုံကြီးမှတာဝန်ရှိပုဂ္ဂိုလ်များ၊စေဘဆိုင်ရာပညာရှင်ကြီးများဖိတ်ကြားထားသောဧည့်သည်တော်များစာနယ်ဇင်းမှဖိတ်ကြားထားသောတာဝန်ရှိဆရာဆရာမများတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာဆိုရင် cardiovascular problem မှာအရေးကြီးတဲ့ topic ၃ခုဖြစ်တဲ့ pulmonary hypertension management of cto update in cardiac pacing အစရှိတဲ့ခေါင်းစဉ်၃ခုကိုဆွေးနွေးကြတာပဲဖြစ်ပါတယ်အခမ်းအနားအကြောင်းအရာအသေးစိတ်ကိုတော့အခုလိုပဲတာဝန်ရှိပုဂ္ဂိုလ်တို့နဲ့တွေ့ဆုံမေးမြန်းပြခဲ့ပါတယ်ခင်ဗျာမင်္ဂလာပါဆရာကြီးခင်ဗျာဟုတ်ပါ ဟုတ်ကဲ့ဒီနေ့ပေါ့နော်ကျွန်တော် cardiovascular problem တွေကိုဆွေးနွေးသွားမယ်အဲ့တော့ဒီ problem တွေရမှာပေါ့ကျွန်တော်အချက်လက်ဘယ်နှချက်လောက်ကိုအဓိက main target ထားပြီးတော့ဆွေးနွေးသွားမယ်ဆိုတာသိကြပါတယ်ခင်ဗျအဲ cardio complex cardiac cardiovascular problem ဆိုတဲ့ symposium အနေနဲ့ဆရာတို့ကဒါဆွေးနွေးပွဲလုပ်တာပါအဲ့ဒီမှာဆရာတို့အဓိကဆွေးနွေးမယ့်အချက်တွေကတော့ဒီနှလုံးရောဂါဟိုဖြစ်စင်နိုင်တဲ့အဆုတ်နဲ့ပတ်သက်တဲ့ အဲသွေးကြောအဆုတ်သွေးကြောကနေပြီးတော့ hypertension ဖြစ်တဲ့ pulmonary hypertension ဆိုတဲ့ဥစ္စာကအဖြစ်များတဲ့ယောဂတစ်ခုဖြစ်တယ်အဲတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အဲ cardiac cardiologist ပေါ့နော် professor အောင်ကျော်သောအနေနဲ့သူကဒီအဆုတ်ကနေပြီးတော့အဆုတ်မှာ pulmonary hypertension ဖြစ်ရင်အဲ့ pulmonary hypertension ကြောင့်နှလုံးကိုဘယ်လိုတိကျနိုင်လဲဆိုတာတွေကိုသူကသိစိတ်သူဆွေးနွေးသွားမှာဖြစ်ပါတယ်အဲနောက်တစ်ပိုင်းကတော့ဆရာတို့ အားလုံးသိကြတဲ့အတိုင်းကျတော့နှလုံးသွေးကြောပိတ်တဲ့ယောဂါကတော့တော်တော်များများလူတွေမှာတွေ့ကြရတယ်။အသက်40 50ရနေစပြီးတော့ဖြစ်ကြတယ်။အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျတော့ကုသတဲ့နည်းတွေအမျိုးစုံရှိတယ်။အဲ့တော့အခုနောက်ဆုံးပေါ်ကုသတဲ့နည်းတွေကတော့ညာတို့ကခွဲစိတ်တာတွေကိုသိပ်မလို့တော့ပဲနဲ့ဒီနှလုံးသွေးကြောကိုချဲ့တယ်နောက်တော့ stand စီထဲ့တယ်။အဲ့ဒါဆိုတော့သွေးကြောဘယ်နှချောင်းပဲကျင်းကျင်းသူကထည့်ပေးလို့ရတယ်။အဲ့လိုအဲ့လိုလုတ်တဲ့နီလန်း နဲ့ကုသတဲ့နီးနဲ့ကျတို့နှလုံးယောဂသွေးကြောနှလုံးသွေးကြောကျင်းယောဂသမားတွေတော်တော်များများပျောက်ကင်းသွားတာရှိရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျတို့အတွေ့အကြုံရှိတဲ့ကျွန်တော်ကျတို့ဒေါက်တာဂျာယာရမ်ဆိုတာကသူကတော့တရားကိုနှစ်ပေါင်းအစိတ်30လောက်ရှိပြီသူကဒါတွေလုပ်နေတာအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကဒီဒုဗ္ဗောကင်ဘက်ဆရာဝန်အနေနဲ့သူကဆွေးနွေးသွားမှာဖြစ်တယ်နောက်တစ်ခုကတော့ကျတို့ဒီနှလုံးသွေးခုံတာမမှန်တာ နဲ့ပတ်သက်ပြီးတော့ကျတော့ cardiac pacing လို့ခေါ်တာပေါ့ cardiac pacing ဆိုတာလဲဒါလဲကျတော့ကုသနီတစ်မျိုးဖြစ်တယ်အခုခေတ်ပေါ်ကုသနီတစ်ခုဖြစ်တယ်အဲ့တော့နှလုံးသွေးနှလုံးကုန်မမှန်တာကိုမှန်အောင်လုပ်ပြီးတဲ့စက်တွေကိုဘယ်လိုသုံးချနိုင်သလဲဘယ်လိုခါမှသုံးမလဲဆိုတော့ဒါတွေကိုကျတော့ဒေါက်တာ Hans Bot ဆိုတဲ့ Netherlands က cardiologist နှလုံးဒုက္ခဆရာဝန်ကြီးကနေပြီးတော့အဲဒီစိတ်သူကတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဒီနေ့ဆွေးနွေးပွဲကိုလည်းဘလို့ရည်ရွယ်ချက်တွေကြောင့်ပြုလုပ်ကျင်းပဖြစ်တယ်ဆိုတာလည်းသိကြပါမယ်ခင်ဗျာဆရာတို့ဒီနှလုံးယောဂတွေကဆရာတို့အခုခစ်ပေါ်နီးတွေအများကြီးရှိနေတယ်အဲ့တော့ဒီနီးတွေနဲ့ကုမယ်ဆိုရင်နှလုံးယောဂကြောင့်ကျွန်တော်အသက်ဆုံးရှုံးမှုဖြစ်တာတို့နာရာရှည်ယောဂဖြစ်သွားတာမျိုးတွေကိုအများကြီးကုသပေးနိုင်တဲ့အချိန်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဆရာတို့လူနာတွေအကုန်လုံးကိုလည်းသိစေချင်တယ်ဒီနှလုံးနဲ့ပတ်သက်တဲ့ယောဂတွေကအခုဆိုရင်ဆရာတို့အာအချိန်မီွေး နော်ဈေးဝင်ဟိုသာဒါအထူးကုဆရာဝန်နေတယ်ပဲတွေ့ဖို့လိုတယ်တွေ့ရင်အားလုံးကကုသလို့ရနိုင်တဲ့ယောဂရည်ကြီးပဲဆိုတာကိုဆရာအနေနဲ့ကဒါအဲ့ message လေးသူတို့ပြည်သူလူထုပေးချင်ပါတယ်ဆိုတော့ဆရာတို့ဒါရီကနှလုံးလို့ယူဆရတဲ့ဒီပိုင်းနဲ့စဖြစ်တဲ့ခြင်းအစားပြီးတော့အရေးပေါ်ကနေပြီးတော့အရေးပေါ်အကြောင်းကြားအရေးပေါ်ကနေပြီးတော့လာခေါ်ပြီးတော့ဈေးဝင်မှာလိုအပ်တဲ့ဆရာစစ်ဆေးမှုလေးတွေမြို့လို့လို့ပြီးတဲ့ဒီပိုင်းနဲ့ကုသမှုတွေဒီပိုင်းနဲ့ လုပ်လို့ရတယ် one shop service တွေပေးလို့ရနေပြီအဲ့တော့ဈေးရုံကြီးတွေတော်တော်များများမှာဒါတွေကနှလုံးရောဂါနဲ့ပတ်သက်တဲ့အာလူနာတွေအတွက်ကျွန်တော်မှာအာပစ္စည်းကရိယာအာတကြွတဲ့လူနောက်ပြီးတော့ဝန်ဆောင်မှုအကုန်လုံးကပြည့်စုံနေပြီဆိုတော့ဆရာတို့ကသိပေးကြပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးဒီလိုမျိုးပြည့်စုံဖြေချပေးရဆရာကြီးကျေးဇူးထူးပဲတင်ရှိပါခင်ဗျကျေးဇူးတင်ပါတယ်ပရိသတ်များခင်ဗျအခမ်းအနားစတင်ချိန်မှာတော့ panel discussion ရဲ့ chairman အဖြစ် professor မြင်းစိုးဝင်း cardiology department university of medicine တူနဲ့ co-chair person အဖြစ် professor colonel nini win professor and head department of cardiology defense service medical academy မှာဆောင်ရွက်ပေးခဲ့ပါတယ် topic 1 pulmonary hypertension ကိုတော့ Professor အောင်ကျော်စောမှဆွေးနွေးပေးခဲ့ပြီး Pulmonary Hypertension နဲ့ပတ်သက်တဲ့ဖြစ်နိုင်တဲ့အကြောင်းအရာများလက္ခဏာများကိုဆွေးနွေးတင်ပြအသုံးသတ်ပေးခဲ့ပါတယ်။ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးအသေးစိတ်ကိုလည်းပရိသတ်များဗဟုသုတရရှိစေဖို့အတွက်အခုလိုပဲတွေးဆမေးမြန်းပေးခဲ့ပါရခင်ဗျာ။ဒီနေ့ပေါ်တော့ကျွန်တော်တို့ complex cardiovascular problem seminar မှာဆရာရဲ့အနေနဲ့ဘယ်လို topic တွေကိုရွေးချယ်ပြီးတော့ဆွေးနွေးတော်မယ်သိကြပါရခင်ဗျဒီနေ့ကျွန်တော်တို့လုပ်မဲ့ဒီ စေသိပ္ပံပညာဆိုင်ရာဟောပြောပွဲမှာနှလုံးရောဂါနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ topic ၃ခုကျွန်တော်တို့ပြောပါမယ်။ကျွန်တော်အနေနဲ့ကတော့ပထမဦးဆုံး pulmonary hypertension ခေါ်တဲ့အဆုတ်သွေးတိုးရောဂါအကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။ဒါမှအဖြစ်ဆိုလို့ရှိရင်လူတွေကရိုးရိုးသွေးတိုးကိုပဲသူတို့သိကြတယ်။ဒါမှလို့အဆုတ်ကိုသွားတဲ့သွေးကြောမှာသွေးတိုးလို့ရှိရင်လေလူတွေမှာပြင်းထန်တဲ့ရောဂါဝိနာတွေခံစားပြီးတော့ အခုကျွန်တော်တို့မကြသေးခင်ကလန်ဒန်မှာလုပ်ခဲ့တဲ့ conference မှာဆိုလို့ရှိရင်လေဒီအဆုတ်သွေးတို့နဲ့ပတ်သက်တဲ့ guidelines ဘယ်လိုကုရမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့လေ့လာမှတ်သားခဲ့ပြီးတော့ဒီမှာပြန်ပြီးကျွန်တော်ပြန်လည်တင်ပြရင်းဖြစ်ပါတယ်။ကျန်တဲ့နှစ်ယောက်ကလည်းပဲကျွန်တော်တို့ဒီနှလုံးသွေးကြောပိတ်လို့ရှင်ဘယ်လိုပြန်ဖွင့်မလဲဆိုတဲ့အကြောင်းကိုပြောပါမယ်။နောက်တတိယတစ်ယောက်ကတော့ဒီ battery ထည့်တဲ့အကြောင်းကိုပြောပါမယ်။ ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒါဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါပြဿနာတွေနဲ့လည်းမရင်းနှီးသေးရဲ့ပေါ့အစုပ်ကနေပြီးတော့ကျွန်တော်ဒါသွေးတူဖြစ်နိုင်တဲ့အကြောင်းအရာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ဆွေးနွေးပေးပါဦးခင်ဗျာအာမားဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ဒီဘေးပေါင်ချိန်လိုက်လို့ရှိရင်တော့120အောက်က80 mm ရှိတာပေါ့အဲ့ဒါတော့ဘယ်ဘက်နှလုံးကနေညစ်တဲ့သွေးကိုတိုင်းတာပါအခုကအစုပ်သွေးတိုးဆိုတာညာဘက်နှလုံးကနေပြီးတော့အစုပ်စီကိုညစ်လိုက်တဲ့သွေးကြောကို ကျွန်တော်တို့ဖြစ်ရတိုင်းတာပါအဲ့ဒါအပြန်နေတိုင်းလို့မရပါဘူးအထဲထဲမှာကျွန်တော်တို့အဆုတ်တွေးတဲ့တွေးကြောတဲ့ကိုပိုက်ထည့်ပြီးတိုင်းမှာရပါတယ်သူက25မီလီမီတာကျော်လို့ရှိရင်တော့အဆုတ်တွေးလို့ရောတာဖြစ်ပါတယ်ဖြစ်တဲ့အကြောင်းအရာတွေကတော့အများကြီးပဲရှိပါတယ်ဒါတွေကိုကျွန်တော်ဒီနေ့အသေးစိတ်ဆွေးနွေးတော့မှာပါ ဟုတ်ကဲ့ပါဆရာကြီးအခုဆိုလို့ရှိရင်စေးပညာတိုးတက်မှုအားလည်းကျွန်တော်အရှိန်ဟုံမြင်မာလာတယ်ဒီလိုမြင်မာလာတဲ့အခါမှာပေါ့နော်ဆိုတာသွေးတိုးယောဂတွေရောင်းမှုလို့ရှိရင်ဒီ cardio vascular problem နဲ့ပတ်သက်ပြီးတော့ပေါ့နော်ခံစားနေရတဲ့ဒါ patient တွေအတွက်ဘယ်လိုမျိုးကျွန်တော်ဒါစေးပညာအလားအလာကောင်းတွေပေါ်ပေါက်နေပြီလဲဆိုတာလည်းဆရာကြီးအရှင်းပြပေးပါဦးခင်ဗျအရင်တော့ကတော့ကျွန်တော်တို့ကနှလုံးယောဂကိုတာမန်အပေါ်ယံလောက်ပဲကျွန်တော်တို့ခုနိုင်ခဲ့ကြတာပေါ့ကျွန်တော်တို့တိုင်းပြည်မှာဒါပေမဲ့လွန်ခဲ့တဲ့ နှစ်20လောက်တည်းမှာတော့ကျွန်တော်တို့ဒီနှလုံးရောဂါစေကုသမှုပညာဒီတိုင်းပြည်မှာအများကြီးထွန်းကားလာတဲ့အတွက်ဒီနေ့ဆိုရှင်ကျွန်တော်နှလုံးသွေးကြောကျင့်တဲ့ယောဂါကိုလည်းသွေးကြောတွေချက်နိုင်တယ်နှလုံးခုန်မမှန်တဲ့ယောဂါတွေကိုလည်းဘက်ထရီတွေထည့်နိုင်တယ်အခုလိုမျိုးရှားပါတဲ့အဆုတ်သွေးတို့ယောဂါကိုလည်းကျွန်တော်တို့စနစ်တကျဖော်ထုတ်ပြီးတော့ကုသပေးနိုင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဒီလိုသမားပြည့်စုံဖေးချပေးရရှာရုပ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျကျေးဇူးတင်ပါတယ် ပြည်သူများခင်ဗျာဆွေးနွေးပွဲရဲ့ရလဒ်တွေကိုတော့လက်တွေမှာဘလို့အတုံးချသွားမယ်ဆိုရဲအတုံးချမဲ့ပုံစံနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲတွေးဆုံမေးမြန်းပြီးခဲ့ပါရခင်ဗျာမင်္ဂလာပါဆရာခင်ဗျာဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ပေါ့နော်ဆရာဒီဆမနာကိုတက်ရောက်တဲ့အခါမှာဒီနေ့ဆွေးနွေးသွားတဲ့ main title ၃ခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာရဲ့ဒါ review တွေဆရာရဲ့အချင်းချင်းအမြင်တွေကိုပြန်လည်ပြီးသုံးသပ်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ဒီ professor အောင်ကျော်စောပေါ့ professor အောင်ကျော်စောကတော့ဗာနဲ့ပြောသွားလို့ဆိုတော့အစုပ်သွေးကြောအတွင်းမှာသွေးဖိအားများရတဲ့ပတ်သက်ပြီးပြောသွားတာပေါ့နောက်ဆုံးသူကတော့ WHO classification လေးပြောသွားတယ်အဲ့ရ management online လေးပြောသွားတယ်နောက်ပိုင်းမှာသူကဒူးစံတုံးဆိုဒူးစံတုံးဆိုရအဲ့ဒါလေးပြောသွားပါတယ်ဒါလေးတော့ကျွန်တော်လမ်းလို့လို့ရပါတယ်အဲ့ဒါလေးရပါတယ်နောက်ကြတော့ဒေါက်တာဂျရန်ပေါ့ဒေါက်တာဂျရန်ကတော့သူကတော့ဒီ interventionist ပေါ့ intervention နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီကျွန်တော်တို့လည်း intervention တွေကျွန်တော်တို့ဈေးဥမှာလည်းလုပ်နေရပေါ့အဲ့တော့ intervention နဲ့ပတ်သက်လို့ challenge wide နေပြောတဲ့ CT လို့ခေါ်တဲ့ chronic total occlusion chronic total evolution နဲ့ပတ်သက်လို့ပြောသွားပါတယ် chronic total evolution နဲ့သူ့ရဲ့ experience လေး share လုပ်သွားတယ်ပေါ့ကျွန်တော်နေလမ်းလို့လို့ရလေးရလိုက်ပါတယ်ဒါလေးတော့အများကြီးအကျိုးရှိပါတယ်ခင်ဗျာနောက်တစ်ခါတော့ဒေါက်တာဟမ်ဘော့စ်ပေါ့ဟမ်ဘော့စ်ကတော့ busy နဲ့ပတ်သက်လို့ပြောသွားပါတယ် busy ဆိုတော့ကျွန်တော်တို့ဒီနှလုံးစည်းကြက်နဲ့ပတ်သက်တဲ့ပြဿနာတွေနောက်နှလုံးညင်အားနည်းရဆိုရင်ပြန်ပြီးတော့ကောင်းနိုင်တဲ့ improve ဟာပေါ့ modality ကို quality of life နဲ့ modality ကို short ချနိုင်တဲ့ reduce ဖြစ်နိုင်တဲ့ဟာတွေပေါ့ဒါလေးကိုသူပြောသွားတာတွေရှိပါတယ်ဒါလေးလည်းကျွန်တော်လမ်းလို့ရလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ပေါ့နော်ဆရာအနေနဲ့ဒီနေ့ဆမန္တာကနေပြီးတော့ကျွန်တော်ဒါတိလိုက်တဲ့အချက်လက်တွေကိုကျွန်တော်လက်တွေ့ဒါ patient တွေကိုပြန်လဲပြီးတော့ကုသတဲ့အခါမှာဘယ်လိုအသုံးချသွားမလဲဆိုတာလည်းပြောပြပါအောင်ခင်ဗျဟုတ်ကဲ့ဟိုပေါ့ကြံပြန်ပြောမယ်ဆိုတော့ကျွန်တော်တို့စီမှာတော့ CDO ဖွင့်လာတော့ CDO တွေစတော့ဖွင့်နေပြီဒါပေမဲ့ CDO ဒီ very challenging ဘောဝိုင်းမှာ very challenging ဒေါက်တာဂျန်နရယ်တို့ဒီလဲတောက်လျှောက် CDO တွေသူလည်းဖွင့်နေ experience တွေသူဒီလဲနော် he learn a lot from the the you နော်သူရဲ့ from UK or Europe ပေါ့အဲ့တော့じゃအဲ့ဒါတွေသူ share လုပ်တဲ့အကြောင်းကျွန်တော်တို့နေလဲ experience တွေအများကြီးရပါတယ် ဒီလိုမျိုးလူနာတွေကိုကျွန်တော်တို့စီတီအိုတွေဖွင့်မယ် intervention တွေလုပ်မယ်ဆိုရင်လည်းသူစီကဒီ experience လေးတွေလည်းတချို့ landing point တွေသုံးပြပြီးတော့အကောင်းဆုံးပြန်လုပ်နိုင်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါအခုလိုမျိုးဒီလိုတမျှဖေးရှားပေးရဆရာကျေးဇူးအများကြီးတင်ပါခင်ဗျ thank you ပါကျေးဇူးတင်ပါအကန္နာအစီအစဉ်ရ Topic 2 Management of CTO ကိုဆိုရင်တော့ Dr. Jeran Lingamanaika မှလကောင်း Topic 3 Updates of Cardiac Pacing ကိုတော့ Dr. Hen Boss မှလကောင်းဆွေးနွေးပေးခဲ့ကြပါတယ် ပရိသတ်များခင်ဗျာပန်းလန်စီလုံးစေယုံကြီးရဲ့ကျန်းပါပြုလုပ်လိုက်တဲ့ management of complex cardiovascular problem နဲ့ပတ်သက်ပြီးပရိသတ်များအနေနဲ့ဗဟုသုတတွေရလို့အထူးပဲကျေနပ်အားရလိမ့်မယ်လို့ယူဆပါတယ်ခင်ဗျာအားပေးကြည့်ရတဲ့ပရိသတ်များကိုကျေးဇူးအထူးပဲတင်ရှိကြောင်းပြောကြရင်ဒီ season ကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ